မယုံအပိုင်နဲ့တဒုံဒုံနဲ့ဟိတ်ကောင်မင်းစော်တဲ့ငါစော်ကပူမိုက်တယ်ဟိတ်ကောင်မင်းစော်တဲ့ငါစော်ကပူမိုက်တယ်ဟိတ်ကောင်ငါစော်ပူမိုက်တယ်ဓမ္မယုံကအသံအကျဲကြီးထွက်လာတော့တချင်းတန်ကြောင့်ဖွားငွေခင်ငုတ်တုတ်ထထိုင်မိပြန်သည်ဘာဖြစ်ပြန်မိလဲဟဲ့ဂျမ်းမကြီးကမကအိပ်ကြီးပြက်ပါများတော့ မျက်လုံးတွေလည်းနဂါးမျက်လုံးလိုငော့ထွက်ပြီးဝေဝါးနေပြီးဒုဒတိကျင်စိတ်နဲ့ချိနေနေထာရင်အိမ်တကာတွန်ဖွင့်လိုက်သည်ဟေးမင်းဆိုတဲ့ငါဆိုပူမိုက်တယ်ဟဲ့ကငါဆိုပူမိုက်တယ်မြင်လိုက်ရတော့မြင်ခွင်းကြောင့်သူအံ့အားတင့်သွားသည်ဒိုင်းနာလူအမိုးဖွင့်ကကြီးပဲအစည်း20ကျော်ထူကားများပေါ်တွင်ဖျားစင်းတို့တစ်ခုစီနဲ့ စောင်းဖောက်ကြီးပဲရှစ်လုံးစီလောက်ကျိုးနဲ့တိုင်းချီထားတဲ့အပြင် လော့စ်ဘီဂါကလည်းနှစ်လုံးစီပါသေးကားဘေးမှာလည်းအင်ဂျီအဖြူဝတ်ထားတဲ့လူငယ်လေးများလက်ညှိုးကိုတောင်းထူးမြောက်ထူးနဲ့ကိုယ်နေအောင်ကနေကြသည် သူတို့ရဲ့စောင်းပေါက်တန်းတဒုံတုံကဖွမ်းဝီခင်းရင်ကိုလာဆောင်၍ရင်ပန်းအောက်တလူပင်ခန်းစားနေရသည်စောင်းပေါက်ကထွက်သောအရှင်က ရှိစုမဲစုသပင်တွေပင်လွင်လွင်တက်သည် ဟေးဘာဖြစ်နေကြတာတုံးသူအောင်မင်းနေတာကိုဘယ်သူမှမကြားသူကမြင်သွားတော့လူကြီးတဦးကပြေးလာသည် အနားရောက်တော့အတန်ကြီးကြီးနဲ့နှကြိတ်ရှစ်စုလှဲ့ဖို့လေအဖွာလိုက်မလို့လားဖွားငွေခင်အံ့ဩသွားသည်စောင်းဖောက်တင်ထားသောကားများမှမင်းစော်ထက်ငါစော်ပူမိုက်တယ်ဟုလက်ညှိုးတောင်ထိုးမြောက်ထိုးထိုးနေသောလူငယ်များကိုကြောင်တောင်တောင်နဲ့လိုက်ကြည့်ပြီးတတိယဟန်နဲ့ ဟေးနင်းတို့နှစ်ကြိတ်ရှိစုလှဲ့ရင်လေတခြားသချင်းနဲ့လှဲ့ပါလားအခုခါကဘာလဲမင်းစော်တဲ့ငါစော်ပူမိုက်တယ်တဲ့လူကြလူမကောင်းပါဘူးလူကြီးကအနောက်သို့ပြန်ဝေ့ကြည့်ပြီးအဖွာအဲ့လူမတွေးနဲ့လေဗုဒ္ဓဘာသာလူငယ်လေးတွေဖျားလဲဖို့ပြောနေတာကြည်ပါလားဟေးထိုလူကြီးစကားကြောင့်ဖွမ်းဝေခင်ကြောင်သွားသည်တည်နောက်မှဒေါသတကြီးနဲ့အောက်မလီ ဗုဒ္ဓဘာသာလူငယ်လေးတွေဖျားလဲရလို့ပြောနေတယ်ဟုတ်လားဟိုမှာကြည်စမ်းဖျားရှိကနေတဲ့ကောင်ကခါကြမှာပက်လေးနဲ့ဟိုဖျားကားပေါ်ထိုင်နေတဲ့ကောင်လေးကားပေါ်အရက်ငှဲ့နေတာ ရှင်ကိုယ်တိုင်ကလည်းအရက်နဲ့တထောင်ထောင်နဲ့ဒါလားဗုဒ္ဓဘာသာလူငယ်လေးတွေပြောနေတာသူစကားကြတော့ဟိုလူကြီးရုတ်တည်သွားသည်ပြီးနာဖွားငွေခင်ကိုတက်တက်စိုက်ကြည့်ပြီးဒီမဲ့အဖွား ခမရဗုဒ္ဓဘာသာမဟုတ်ဘူးလားဒိုသူဤစကားကြောင့်ဖွန်းဝီခင်ဆက်ဆက်ခါနာတော်သည်အောင်မလီငါကူမြဗုဒ္ဓဘာသာမဟုတ်ဘူးလားတဲ့နင်းတို့လောက်ရက်တွေကြောင့်ငါတို့ဗုဒ္ဓဘာသာတွေဘလောက်နေရခက်လဲစဉ်းစားမိလားအမလီဟေဖျားလေတာဖျားကုံတော်တဲ့ချင်းမဖွင့်မဲဖျားရှိထားပြီးမင်းစောတဲ့ငါစောပူမိုက်တယ်တဲ့မသိရင်တိတ်တထကပဲရတော်တရလက်ဆွဲပြီး မင်းစော်တဲ့ငါရတော်တရားပူမိုက်တယ်ဆိုပြီးလက်ညိုးတောင်ထူမြောက်ထူပြောရမလူလူအမလီဟဲ့လှုပ်ကြပါဦးလော့စပီကာတန်ကအကြေကြီးမှုသူ့စကားကိုဘသူမှမကြားလိုက်ကရင်ခုန်ရင်မူယူကြရင်သာဖျားရုပ်ဘွားတော်များတင်ဆောင်သွားတော့ကာရန်ကြီးမှာဇူးညံပွဲလောအတန်များနဲ့မြို့အနှံလှဲ့လေသွားလီတော့သည် စောင်းဖောက်ပေါ်ထိုင်နေသော လူငယ်များတော့ဘလူနေမယ်မသည် သူတို့ဖွင့်သောတခြင်းတန်ကဓမ္မယုံမျက်နှာချင်းဆိုင်ရှိ ကိုယ်အိမ်ကြံကင်းပေါ်ထိုင်နေသော ဖွားငွေခင်ပင်ဖင်တဲ့ချင်းကြီးသူတို့ရဲ့စောင်းပေါက်အားကအီမြတုံခါနေသည်ဘုံကထိန်ဘုံကထိန်ဘုံကထိန်လဲ့လူလားဖွားငွေခင်စက္ကနေနူလာသည် ထမကြည့်တော့စက္ကနေစက္ကနေနူတာကလည်းအကျော်ဆွဲတယ်လို့ဖြစ်နေပေပြီရှင်ပြုနာတာမင်္ဂလာမှု ဖောင်းဝေခင်မျက်ရည်များစည်းကြလာသည်ပန်တဲ့င်းလေညင်းဆောင်တယ်လူလူတဲ့င်းလူချင်းဆောင်တော့ဗုဒ္ဓသာသနာစီရန်တိတ်တထုပါဖေယားဖောင်းဝေခင်မျက်ရည်ချမလက်အုပ်ချီလိုက်သည်နာဗဇတ်မအတူတူဖော်ဖော်နေအရှင်ဖေယားအရှင်ဖေယားရဲ့ဂုဏ်တော်တရားလမ်းညွှန်မှုများကိုတက်ဆုံးတိုင်ယူတည်လေးစားမြေဖြစ်ပါれဖေယား နောင်ဘဝအဆက်ဆက်လူပြန်ဖြစ်ရရင်လေဗုဒ္ဓဘာသာမြန်မာလူမျိုးသားပြန်ဖြစ်ခြင်းပါ रे ဖေယားဒုဘာတော့လေလော့စပီကာမရှိတဲ့အရက်မှာဖြစ်ရတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးသားဖြစ်ပြရစေဖေယားဖွန်ဝီခင်မျက်ရည်များစီးကြလာသည် တေဘုံမှာရှိလျားထွေပြမဏီမနာ လော့စပီကာတန်ခကြဲကြဲလောင်လောင်ဖွန်ဝီခင်လက်မနှူးတော့ အဘဲကြောင့်ဆိုသောရက်ွက်အတွင်းရှိမိဘပြည်သူများခမည်းဒီနေ့မနေ့လေးနာရီအချိန်မှာပဲယဟန်အမကြောင့်အမဖွားငွေခင်မှာဘဝတစ်ပတ်ကူးပြောင်းသွားပြီဖြစ်ပါတော့ကြောင့်ဗုဒ္ဓဘာသာအယူအယဖွားငွေခင်ပန်းတဲ့င်းလေးညင်းဆောင်ရင်ဘွန်တော်ကိုတက်စီရွက်ကဘဝတစ်ပတ်မှာ တေပုံမှာတည်ဆူနေပေပြီနေညမပြက်လော့စပီကအတန်ကခက်ကြဲကြဲ ဓမ္မယုံကတော့တည်တည်တွေ့တွေ့ဤတိခဤရက်ွက်ဤပြယုံဥအဆွေဓမ္မယုံကိုကြည်ပါရိုင်နဲ့နဲ့တစ်သားတိုင်ပေါ်မှာမိတီးနေတော့ပြင်ကျန်းခက်တွတ်ဆွေးခွေရွေရလီဘယ်နှခုနှစ်ကမူထာမန်မသိတော့တွတ်ပြများကပထမကဘာစစ်ကဘုံမှန်ထားသည်လားစကားပေါက်များကကြမ်းပြင်းသည့်ကျဲပြန့်နေသည် ရက်ွက်ကကြီးကြီးကျယ်ကျယ်မဟုတ်တော့ညာတိတ်ပြီးလီလာတီတော့မဟုတ်အခြေခံလူတန်းစားခက်များများနဲ့ဖွဲ့စည်းထားတာမို့မဟုတ်ကြဖားများလူတစုထုกินရလောက်အောင်တော့များပါသည် ထိုရက်ွက်ကြီးအလေလောက်မှမှဤသို့သောပိန်လီလီဓမ္မယုံလီအချက်အချာကြကြရှိနေခြင်းပင် လော့စ်ဘီကတန်အကျယ်ကြီးကြနေရ၍ဓမ္မယုံကို အကြီးကြီးမထင်လိုက်ပါနဲ့ ဆဲပြီးနှကန်းတာတာလောက်တာရှိပေလိမ့်မည်။ဘုံကြီးငါးပါးကြွစာလူ၂၀ခန့်တရားနာစာလောက်တာကျေဝန်းပေလိမ့်မည်။တရားပွဲရှိသည့်အခါအလူတန်းနေမျိုးမှတာဓမ္မယုံနေလူခက်ကြဲကြဲရှိနေတတ်ပြီ။ကြံသည့်နေများတွင်တော့လောစရာဇော်ထိန်ဝေယဝိဆမောင်ကြားနေအကျူးတော်ဆောင်ကြီးဗမမြမောင်တို့သာကျူးတူကြည်တယ်ရှိနေတတ်ပါသည်။ ယခုတော့ဓမ္မယုံကလေးမှာလူဆုံမိဟု ပြောရလောက်ပေသည် လူဆုံဆိုသည်မှာတရက်ွက်လုံးဆုံးသည်ဟုဆိုလိုခြင်းမဟုတ်ဓမ္မယုံတို့အကျိုးတော်ဆောင်နိုင်သောအကျိုးတော်ဆောင်များစုံကြီးစွာရောက်ရှိနေခြင်းပင်ယက်ွက်လူကြီးဥတင်တန်းပါသည်ဓမ္မယုံအကျိုးတော်ဆောင်အဘမြမောင်ပါသည်ယက်ွက်နာကရွာသားဖုန်ကြီးကြောင့်မှဂောဘက်ကကြီးဥတင်အောင်ပါသည်ယက်ွက်အတွင် ဘာစည်းဝါးရေးလုပ်ငန်းမသိပဲရုတ်တရက်ကြီးချမ်းသာလာတော့ခစ်ပြက်တဲ့ထီမောင်သိန်းဖီလဲပါသည် နောက်ပြီးတော့အသက်ကြီးလို့ရက်မိရက်ဖဖြစ်နေရရှာတော့ဥပခင်အဘတင်အဘကြီးတို့လည်းရောက်ရှိနေပါပြီဒါကိုပင် လူစုံမီလို့ပြောလို့ရပေပြီအဟံကနေအဘမြတ်မောင်ကစကားမဆမီချောင်းအရင်ဟဲ့မသည်အာလုံးသူကိုအာယုံဆိုင်မှာ မင်းတို့လည်းသိကြတဲ့အတိုင်းပဲရက်ွက်တစ်ခုရဲ့ကြက်တရေဆောင်ဆိုတဲ့အထက်မှာဓမ္မယုံဆိုတာလေးပါတာပေါ့အားလုံးကအဘမြမောင်စကားကိုအယုံဆိုင်ကြသည်တချို့ကလည်းချိနဲ့နဲ့ဓမ္မယုံကိုဝေကြည်ကြသည် တို့ရက်ွက်မလဲဘာသာရေးရဲ့ပြင်တာရေးနာရေးကအစလူမှုရေးကျမ်းမာရေးအစဒီဓမ္မယုံလေးကိုပဲအသုံးပြုဆောင်ရွက်နေကြရတာလူတိုင်းအသိပါပဲမှန်ပေသည် တေးပုံမှလည်းဒီနေရာဘန်းတရင်လေးညင်းဆောင်လည်းဒီနေရာမျက်စီမျက်မှန်စမ်းသက်လည်းဒီနေရာရှင်ပြုနာသားမအစအမီဘေးကင်မွန်တက်အစတရက်ွက်လုံးဒီဓမယုံနဲ့ဒီလောစပီကာကူပဲအာကုနေကြရသည် မဟုတ်ပါလားအေးအဲ့လိုအသုံးပြုနေရတဲ့ဓမယုံကလေးဟာ အခုကြီးစမ်းအမှုအကာတွေယိုရင်းနေပြီကြမ်းကင်းတွေကျွန်းကျနေပြီတကားပေါက်တွေလည်းပြည့်စည်နေပြီဒါပြင် မကြခင်မှာပဲဘုံဘုံလေပြူကြပျက်စီးခြင်းကိုရောက်တော့မဲ့အရေးကိုကြုံနေရပြီ အလုံးကဓမ္မယုံလေးကိုဝေ့ကြည့်ကြသည်ဟုတ်ပါရဲ့အခုလူ၄၄၅ယောက်ထိုင်နေတာကစိတ်မချရမဲချင်းကြွန်ချမလဲဟုသော အတွေးဖြင့်သာတက်ထိတ်ထိတ်ဖင်ကိုဖော့၍ထိုင်နေရသည်အဲ့ဒီတော့ဓမ္မယုံကိုပြုတ်ပြင်းမွန်ပန်ပူရနေစမ်းမအောင် အဘမြမောင်စကားမဆုံးခင်ယက်မီယက်ဖဥပခင်ကဖြတ်တသည်နေတိုင်းဓမ္မယုံကလေးပြုပြင်မွမ်းမံဖို့ဆိုပြီးအလူခံနေတာမဟုတ်ဘူးလားဥပခင်စကားကြောင့်အကျိုးဆောင်ကြီးအဘမြမောင်မျက်နာပြည့်သွားသည်ဒါကတော့ဓမ္မယုံမှာရှိတဲ့ဝေယဝိဇ္ဇာဆောင်ရွက်ဖို့အတွက်ကတုံနေရသေးတယ်လေဥပခင်ကပောက်ပြင်းနေသောဓမ္မယုံကလေးကိုဝေ့ကြည့်ပြီးဘယ်ဟာလဲဝေယဝိဇ္ဇာဆိုတာ အဘမြမောင်အနေငယ်တင်းသွားပုံရသည်ဖျားပန်းလေးရတယ်တောက်ရည်သုံးရည်နေ့စဉ်ဝဲထည့်ရတယ်မိတာဆောင်ရတယ်နောက်ပြီးအကျိုးဆောင်တွေရဲ့စွန်ကုန်ကိစ္စကအစဝေယဝိဇ္ဇကိစ္စတွေရှိတာပေါ့ကွာငခင်ရမင်းကလေသူတို့လူကြီးချင်းကသိမ့်မကြီးကြအကြောင်းတီတွေကိုဥပခင် မျက်မှောင်ကျုပ်လိုက်ပြီးရေတို့စွန်ကုန်တို့နေ့စဉ်ဝဲနေရတယ်ဆိုတော့ အဲ့ဓာရီဘသူရီတုံနေတာလေဥပခင်ဇကားကြောင့်အဘမြမောင်စိတ်ဆူသွားပုံရသည်ထို့ကြောင့်အတန်မမနဲ့ဟာဓမ္မယုံအကျိုးဆောင်တွေတုံတာပေါ့ကွာမင်းကလေမေးစရာမရှိရှာကြံမေးနေသေးတယ်ဥပခင်က မသိချင်အောင်ဆောင်းပြီးတော့ဓမ္မယုံ အကျိုးတော်ဆောင်ကဘယ်နှစ်ယောက်ရှိလို့လဲဥပခင်အမေကအဘမြမောင်ကရင်ကော့ပြီးငါလီငါ ငါတယောက်တည်းဓမ္မယုံကိုအကျိုးဆောင်နေရတာဒီတဝင်းဟာဘလောက်ပင်ပန်းနေမှက်လေသူစကားကိုဥဖခင်က ပြေကနေထရေးလိုက်ပြီအောက်မလီဓမ္မယုံအကျိုးတော်ဆောင်တွေသုံးဖို့တဲ့ဓမ္မယုံအကျိုးတော်ဆောင်က မင်းတယောက်သေးတယ်ဒါဆိုမင်းအလူခံနေတာ မင်းသုံးဖို့ဆိုတာမျိုးဖြစ်မနေဘူးလားမြမောင်ရဥဖခင်စကားကြောင့်အကျိုးဆောင်ကြီးဗမျက်မောင်မျက်နာပြည့်သွားသည်နာ ရံပြူဟန်နဲ့ထိုင်ရကဂုံထကဟဲ့ကမင်းဘာစကားပြောတာလဲရားထဲမှာရှိနေတော့ရက်ွက်လူကြီးဥတင်တတ်မှကြားဝင်ပြီနေနေကြပါဗျာနေကြပါလူရင်းကိစ္စသာပြောကြပါထို့သူဝင်ပြန်ပြေရသည်နာဂူတော်အဘမြတ်မောင်ကမကြီးချမ်းနိုင်သေးပဲဓမ္မယုံအကျိုးတော်ဆောင်လှုပ်ရတာလွယ်တယ်မှတ်နေလားနေစဉ်ဖျားပန်လေစွန့်တော်ကက် ။ဒါပြင်ဟိုးမှတွေ့လား။ခေါင်းမိုးကသွပြနှချက်ငါတက်လေထားတာ။ဟောဒီပရင်ပေါက်ကြီးပောင်လေငါလက်ထက်မှလဲထားတာ။ဟုတ်ပြီလိမ့်မည်။အရင်ဓမ္မယုံအကျိုးတော်ဆောင်ကြီးဥထွန်းရွှေလက်ထက်ကဓမ္မယုံကဒီထက်ပိုဆိုသေးသည်။ဘာမှပြုပြင်ထားခြင်းမရှိ။မြင်မကောင်းရှိမကောင်းအောင်အိုရွေးနေပေပြီ။ဥထွန်းရွှေကြီးဆုံးပြီးအဘမြတ်မောင်လက်ထက်ကြမှာရင်းနှံကြီးလီ စီလီတုတ်ပြီးအနှင်းငယ်ပြောင်ပြောင်ရောင်ရောင်ဖြစ်လာခြင်းပင်အနုကူမိကပ်ဖို့တလောက်တော့ကလူလာတာပေါ့ဟဲ့ကောင်ငဘခင် မင်းကငါ့ကိုဓမ္မယုံမှီပြီးလှုပ်ရှားနေတယ်လို့ဆိုလိုချင်တာလားကဲတော်ကြပါတော့ဗျာလူရင်းကိစ္စကူတာပြောပါခစ်ပြက်တတိမောင်သိန်းဖေကငေါ့တယ်လို့ဝင်းဟမ်းမှာအနှင်းငယ်ညိန်သွားကြသည်သူကအခုချိန်မှာငွေရှင်ကြီးရှင် လူနိုင်တန်းနိုင်လေးနတ်ပွဲစုလဲတချင်းချင်းအလူစုလဲတတိုင်းတိုင်းနဲ့သူသမီးကလေးမွေးနေကူတော့စိုင်းကြီးဝိုင်းကြီးငှပြီးကျင်းပပြစ်တာကလားမောင်သိန်းဖေစကားဝိုင်းနဲ့ဝင်လာတော့ခဏတော့ငြိမ်သွားကြသည်ပြစ်မှတ်ကမောင်သိန်းဖေကိုတည်ထားကြတာကိုအတန်းကြာမှအကျိုးဆောင်အဘမြတ်မောင်ကပင် မျက်နာရှူသူသူနဲ့လူရင်းကိုပြောရရင် ဒီဓမ္မယုံဟောင်းကိုဖြိုချပြီးဓမ္မယုံအသည့်မွန်မှန်တိဆောက်ကြရမည်ဒါပဲထို့သူစုကဥပခင်ကို မျက်ဆောင်ထို့ကြည့်သေးသည်အာလုံခိတ္တတော်ငြိမ်သွားကြပြန်သည်အတန်ချာမှရက်ွက်လူကြီးဥတင်တမ်းမှဇ၍ကဲဓမ္မယုံအသည့်ပြန်ဆောက်မယ်ဆိုတော့ကောင်းပါရဲ့ဒါပေမဲ့ဘာရီလူပြီးဘယ်လိုစကြမယ်ဆိုတာပြောပြပါအဘမြတ်မောင် ထူစကားကြမှာစိတ်ပြန်ကြည်သွားပုံရသည်မျက်နာကြည်ကြည်လင်းလင်းပြန်ဖြစ်သွားပြီအဟန့်ကနေချောင်းပြန်ဟန့်ပြီးမှအဓိကကတော့ယင်းဒီမတီငွေပေါ့သူ့မျက်လုံးကခစ်ပြက်တဲ့ထီမောင်သိန်းဖေစီရောက်သွားသည်ဓမယုံမတီငွေကိုမောင်သိန်းဖေလူလူမျိုးကသာထဲ့ဝင်နိုင်မည်ကိုဓမယုံကလေးကိုအုပ်ဘက်ကနေတွတ်မိုးနဲ့တက်တက်ရရက်ကလေးဖြစ်သွားဘူး ဒီလိုလို့မောင်သိန်းဖေကမျက်မှောင်ကျုပ်ပြီးဝင်ပြောသည်အားလုံးရဲ့မျက်လုံးများက မောင်သိန်းဖေထံစုပြုံကြကုန်သည် မောင်သိန်းဖေကအသေးစားစဉ်းစားဟန်နေကျင်တော်လူမေဗျာအားလုံးကအလိုကြတယ်လူမျက်နာများဝင်းလဲသွားကြသည်ဓမ္မယုံထွဲ့မျောလင်းချက်ကရှိလာပြီကိုမောင်သိန်းဖေကသူမေးလေသူပုတ်ပြီးဒါဗိမဲ့ သူစကားကိုမဆက်သေးပဲအာလုံးကို ဝေ့ကြည့်လိုက်သေးသည် အာလုံးသူကအာယုံဆိုင်နေမှန်သိတော့အနှဲငယ်မှုနေတာပြီးမှကျွန်တော်ဓမ္မယုံရဲ့မဟုတ်ဦးကိုလှူမေးဟေးဘယ်လိုဘယ်လိုကြီးလဲကွာမောင်သိန်းဖီစကားကြအာလုံးအံ့အားသင့်သွားကြသည် သူတို့အာလုံးကမောင်သိန်းဖီဓမ္မယုံမတီငွေလှူမိဟုသာထင်ထားကြသည်ယခုက ဓမ္မယုံအတွက်လူတော့လူပါသည်သို့သောဓမ္မယုံကိုလူခြင်းမဟုတ်ဓမ္မယုံမဟုတ်ဦးတဲ့အာလုံးတယောက်မျက်နာတယောက်ကြည်ကုန်ကြသည်ဒါကိုဂောဘကဥတည်အောင်ကဟဲ့မောင်သိန်းဖေဓမ္မယုံဆောင်မှာဓမ္မယုံကိုမှတ်လူပဲဘက်နဲ့မဟုတ်ဦးကိုပဲလူမှလေမောင်သိန်းဖေကကောင်းခါပြီးမဟုတ်ဦးပဲဆိုပြီးခက်ပြက်ပြက်ပြောသည် အလုံးကမောင်သိန်းဖေကိုကြောင်ကြည့်နေကြသည် မောင်သိန်းဖီကဓမ္မယုံမဟုတ်ဦးကိုပဲလူမြီဆိုသည်ကိုသူတို့နားမလဲကြမောင်သိန်းဖီဓမ္မယုံမဟုတ်ဦးလူရခြင်းမှလည်းအကြောင်းရှိလေသည်မောင်သိန်းဖီမှာဤရက်ွက်သားစစ်စစ်ဤနေရာကိုမြို့မတီမီရက်ွက်အဖြစ်မပြောင်းမီကလေးကရက်ခင်ရွာဟောင်းသားရွာဟောင်းကိုဖြက်မြို့အစ်တီလိုက်မှရက်ွက်သားဖြစ်လာခြင်းပင်တရက်ွက်လုံးကမောင်သိန်းဖီအကြောင်းသိကြသည် ရခင်တခိတခါတုန်းကတည်င်းပေးလူလူချဲတိုင်လူလူနဲ့အလောက်ကိုင်းမဲမဲရရမရှိ အခွင့်ရေးရရင်ပင်ကိုရက်ွက်သားအချင်းချင်းကြောက်တွန်းချင်းဖောကောင်းလှုပ်ချင်းတို့ကြောင့်တရက်ွက်လုံးယွံမုံကြသည် နောက်ပြီးဘေကဘလူကွင်းတဲ့သွားသည်မသည့်ရုတ်တရက်ကြီးကောက်ခါငင်းကချမ်းသာလာ၍ရက်ွက်သားများကအံ့အားသင်ကြရသည်တချို့ကတဏှာရာကဇယင်းတွေလိမ်ပြီး ချမ်းသာလာသည်လူလူ တချို့ကလည်းလူကြီးတဦးရဲ့ gantry များအကြီးကျယ်ရလိုက်တယ်လို့ပြောကြပါသည်သို့သောသူဘာလို့ရုတ်တရက်ချမ်းသာလာသည်ကိုဘယ်သူမှချီချီမြင့်မြင့်မသိကြပေချမ်းသာလာတော့လေအကောင်းမနီနေ့စဉ်ပွဲရှာ၍သူ့နေ၌ပွဲလန်းတပင်များမပြတ်ကျင်းပနေ၍လူအများမျက်မှုံကြိုကြပြန်သည်ဒီအပြင်သူမိမအပြင်းမိများကလည်းအနေရထိုင်မတက်ချမ်းသာပြီဆိုသည်နှင့် ရွှေလက်ကောက်ကြီးတဒောင်စစ်လောက်အထိဝစ်ပြီးရက်ွက်ထဲရှမ်း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 နဲ့နေသည်သူဝေထားသောရွှေလက်ကောက်တဒောင်လောက်နဲ့မိမြရုပ်ကလက်လိုက်ဖက်နေမူကြီးကနှစ်ကြီးထောင်ကြကိုတန်ကျိုးတက်ဖေးထားသည်လို့နတ်ပွဲချင်းပါရင်သိမ့်ဖီကသူကိုယ်တိုင်ဝင်းကသည် သူနဲ့မတည့်သူမြင်ရင်ကင်ထားတဲ့ကြက်ကြောကိုကျွေးမလို့လှုပ်ပြီးမှမကျွေးထိုသူဤအရှိမြေကြီးပေါ်ပြည့်ချသည် ကာရာအိုဂီဆက်ကြီးဝယ်၍တနေ့လျင်တချင်းနှစ်ပုဒ်လောက်အသံသေးအတန်ကြောင့်နဲ့ဟဲတတ်ပါသေးသည်ထို့အပြင်သူမကြီးနဲ့တော်သူများမြင်ရင်ထို့မိုက်ကြီးနဲ့လျက်ကွက်လုံးကြအောင်ကလော်တုတ်တတ်သေးသည်အီးမြအထင်ပေါ်အောင်လှုပ်နေတော့လေမောင်သိန်းဖီတို့လင်မယားကိုညီသူမအထင်မကြီးအလူရှိရင်ဝင်စားသည်ပြီးရင်ဘသူမအကောင်မပြောနှက်ပွဲရှိရင်အရက်ဝင်ချသည်ပြီးရင် ဘဒူမအထင်မကြီးသူတို့လှုပ်ဆောင်နေတာကအရေးမရအဖက်မရတွေကိုသို့တော်မောင်သိန်းဖေကလည်းရက်ွက်ကိုညှို့ထားသည်နေနေအောင်ပေါ့ကွာတနေ့ကျရင်မင်းတို့အားလုံးငါ့ကိုမော့ကြည့်ရမေးတို့ကြောင့်မဟုတ်ဦးပဲလူမေးလူကြီးများအကြက်ရိုက်သွားကြသည် မောင်သိန်းဖေကိုလည်းထပ်ပြီးနာချဖို့ကလွယ်အံ့မထင် မောင်သိန်းဖေကမဟုတ်တာတာလှုပ်တာ ကောင်းပါသည်ထက်ရှင်းပြထပ်ပြီးပြောနေရင်လေမလူတော့ဘူးပြဆိုပြီးဖြစ်သွားနိုင်သည်အကျိုးတော်ဆောင်အဘမြမောင်ကပဲခေါင်းတက်ဆက်ဆက်ညိန်ပြီးအေးလေမဟုတ်ဦးလူမယ်ဆိုတော့လေမဟုတ်ဦးပေါ့ကျန်းတဲ့ဓမ္မယုံတို့အတွင်ကန်တို့ကတော့နောက်ထပ်အလူရှင်ရှာရမှာပေါ့ဒုစကားကမောင်သိန်းဖေကကြည်နှက်သွားသည်ထို့ကြောင့်မြင့်မြင့်ကြီးပြုံးပြီးဒီလိုပဲဖြစ်ရမှာပေါ့ သူအာရဝန္တာဇကားကြတော့ဇကားဝိုင်းနဲ့တခွန်းမှဝင်မပြောသေးတော့အဘကြီးကမျက်မှောင်ကျုပ်ပြီးအေးမောင်သိန်းဖေမင်းကဓမ္မယုံမဟုတ်ဘူးကိုဘလောက်ဖူးမှဒီလူမဲစိတ်ကူးထားလဲမောင်သိန်းဖေကသူ့အိတ်ကိုသူပြန်ဆန်းရင်းနဲ့ငါးသိန်းလောက်တော့မှန်ထားတယ်အဘအဘကြီးခေါင်းတဆက်ဆက်ညိတ်သည်အေးငါးသိန်းဆိုတော့မဟုတ်ဘူးတခုကောင်းကောင်းရပါလေကွာဒီတော့ အလူငွေ9သိန်းတော့ထည့်ခဲ့ကွာလက်သမားစရာပယံစရာ900အဘကြီးစကားကြတော့မောင်သိန်းဖေမျက်လုံးပြူပြီး လက်ကပြကအာဒီအတွက်တော့အပင်မှန်းခံပြီးလက်သမားစရာပယံစရာငားမနေပါနဲ့အားလုံးကမောင်သိန်းဖေကို ပြန်ကြည့်ကြသည် မောင်သိန်းဖေကသူ့ရင်ဘတ်သူပုတ်ပြီးတော့ကျွန်တော်ကအဆအဦးကန်ထရိုက်လှုပ်နေတာပါ လက်သမားတွေပယံတွေကျွန်တော်တပည့်တွေရှိပါတယ်ဗျာဒါဆိုဥပခင်ရဲ့အမေမောင်သိန်းဖီကမနှက်ပြန်ကစပြီးလက်သမားရောပယံရော လူအပ်သည့်ပစ္စည်းတွေပါအားလုံးကျွန်တော်လာပုံချပေးလိုက်မယ်ဟုတ်ပြီလားအဖိုးကြီးတွေအားလုံးကြောင်တက်တက်တွေဖြေကုန်နေဒါကိုချင်းနေတည်တော့ရက်ွယ်လူကြီးဥတင်တန်းကအေးဒါဆိုသူတို့ကိုရှင်းပေးဖို့ငွေကြီးကား မောင်သိန်းဖေပြုံးလိုက်သည်ပြီးတော့သူ့ရင်ဘတ်သူပုတ်ပြီးတော့ကျွန်တော်ကအလှရှင်လေးကျွန်တော်ရှင်းလိုက်မှာပေါ့အဘတို့ကိုအလှငွေပေးထားရင်အဘတို့အလှရှုံနေမယ်ကျွန်တော်ရှင်းပေပြီးမုတ်ဦးကြီးအစအဆုံးပြီးမှ ကုံကြစိတ်ကိုစရင်နဲ့တကွအတိအကျကျွန်တော်ပြန်တင်ပြမယ်ဟုတ်ပြီလားအားလုံးခေါင်းငိုက်ဆိုင်ကြာသွားကြသည်ဓမ္မယုံအတွက်အလှငွေလဲတပြားတစ်ချက်မှမရ ်သို့သောဓမ္မယုံရဲ့မဟုတ်ဦးကိုတော့သူ့ပဲအလူရှင်သူ့ပဲကန်ထရိုက်နဲ့ခိပြက်တတိမောင်သိမ့်ဖီအလုရသွားလေသည်